အလုံးမင်္ဂလာပါဒီဗီဒီယိုထဲမှာကတော့ကျွန်တော်ရဲ့ Binance ဒီ invite code နဲ့ဒါမှမဟုတ်ကျွန်တော်ရဲ့ Binance invite link နဲ့အကောင့်ဖွင့်တဲ့လူတွေဆိုရင် verify ဖြစ်ရင်6ဒေါ်လာရမယ်ဟာကိုတေချာပြပြပေးသွားမှာဖြစ်ပါတယ်။ကြည့်တော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုတော့ပထမဆုံးဒီ verify KYC verify ဖြစ်တဲ့ဆိုရင်အခုပြထားပြီးရောဟတ်နေရာကနေပြီးတော့မှဒီသွားပြီးတော့ဒီ ဒီဘယ်လိုပြောမလဲပထမဆုံး KYC အောင်တဲ့အတွက်ပေါ့နော်1ဒေါ်လာသွားပြီးတော့ယူလို့ရပါမယ်အဲ့1ဒေါ်လာယူဖို့အတွက်ကဒီမှာ Expo Mall ဆိုတာရှိတယ်အဲ့ Expo Mall ဆိုတာ Apple ကိုဆွဲတင်လိုက်မယ်ဆိုရင်နေပြီးတော့ဆွဲတင်လိုက်မယ်ဆိုရင်ဒီမှာ complete KYC to get to USDC ဆိုတာရှိပါတယ်အဲ့ဟာကိုနေပြီးွားရင်ဒီမှာ US to USDC ကို use ထားလောက်လာရင်ကျွန်တော်ဒီမှာ1ဒေါ်လာ ရပါပြီပဲဖြစ်ပါတယ်ဒီတော့နောက်ထပ်ဒီ6ဒေါ်လာပေါ့နော်စုစုပေါင်း6ဒေါ်လာရမှာဆိုတော့နောက်ထပ်2ဒေါ်လာထပ်ရဖို့အတွက်ကတော့ဘယ်လိုလုပ်ရမလဲနောက်ထပ်2ဒေါ်လာထပ်ရဖို့အတွက်ကတော့ဒီမျိုးအောက်မှာရှိရအောက်မှာ ဒီ trade ဆိုတာရှိရပါတော့ဒီ trade ဆိုတဲ့ icon လေးကိုနှိပ်လိုက်ပါ trade ဆိုတဲ့ icon လေးကိုနှိပ်ပြီးသွားမယ်ဆိုရင်တော့ကျွန်တော်ဒီကိုရောက်သွားပါလိမ့်မယ်ဒီကိုရောက်သွားမယ်ဆိုတော့ဒီညာဘက်တောက်မှာ p2p ဆိုတာရှိရအဲ့ p2p ကိုနှိပ်လိုက်ပါဒီမှာဆိုကြိုက်တာရွေးကြိုက်တာရွေးပြီးသွားရင်ဒီမှာ scan မှာပါညာရှိတာကတော့သူ3ပြထားပါတယ်ပြီးတော့ expert b က p2p ကိုထပ်ရွေးပါအဲ့မှာဆိုရင် ဒီကိုကပေါ့နော်ကြိုက်တဲ့လူစီမှာဈေးတန်တဲ့လူစီမှာလိုက်ပြီးတော့ဝယ်လို့ရတယ်ခေပီဇက်ပေးနေဝယ်လို့ရတယ်ဝိပေးဝယ်လို့ရတယ်ဘန်ကင်းနေနဲ့လည်းဝယ်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီဈေးအဆင်ပြေတဲ့နေရာမှာဝယ်မှာပဲဖြစ်ပါတယ်နောက်ပါစကမ်မာတွေပါညာတွေလည်းတေချာကြည့်ရတာဖြစ်တဲ့အတွက်ဒီ trading ဒီ trade အရာကိုင်းလုံးများလို့ပေါ့နော် ဒီ trade ရကတော့များတယ်လို့ဆီမှာဝယ်မှာပါဒီမှာဆိုရင်တော့မောင်ကောင်းမြတ်ကျော်ဆိုတာရှိရပါတော့ကျွန်တော်သူ့စီကပဲဝယ်မှာဆိုပြီးတော့ကျွန်တော်ဝယ်လိုက်ပါမယ်ဒီတော့သူ့စီမှာတော့စုပေါင်း36ဒေါ်လာရောင်းထားတယ်သိန်း6000ကျော်အထိပါတော့ဒီတော့ကျွန်တော်အနေနဲ့လိုအပ်တာကဒီ P2P ရ20ဒေါ်လာဝယ်ရမှာပေါ့နော်ဒေါ်လာ20ဝယ်မှာဆိုရင်တော့အဲ2ဒေါ်လာရမှာဖြစ်တဲ့အတွက်ကျွန်တော်နေ20ဒေါ်လာဝယ်လိုက်မှာပဲဖြစ်ပါတယ်20ဒေါ်လာဆိုတော့မြန်မာငွေ4000 4000နဲ့600ဝန်းကျင်လောက်ကြာတယ် ဒီတော့ဒီနေရာမှာတော့ဝါလိုက်မယ်ပေါ့နော်ဘာဖြစ်လို့ဝါထားလိုက်လဲဆိုတော့ကသူရဲ့ information တွေပေါ်မှာဆိုလို့ပေါ့နော်အဲ့မှာဒီလိုမျိုးရောက်လာမှဆိုရင် check ကိုနှိပ်လိုက်ပါ check ကိုနှိပ်လိုက်မယ်ဆိုတော့အဲ့မှာသူနဲ့စကားပြောပြီးတော့သူက wait ပေး KP အကောင့်တွေပေးမယ်ပေါ့နော်အဲ့မှာဆိုရင်တော့အဲသွားပြီးတော့ဒီသူပေးထားတဲ့အတိုင်းငွေလွှဲပြီးတော့ ပုံလေးပို့ပေးလိုက်အဲ့ဒါဆိုရင် तू ကသူ့စီကိုရောက်တဲ့အခါကျရင်စာဖတ်ပြီးတော့ဗောနော်ခဏ तू ကစစ်တယ်စစ်ပြီးတော့ရောက်တဲ့အခါကျရင် तू ကကိုဝယ်တဲ့ဒေါ်လာအမောင်းကိုထည့်ပေးပါလိမ့်မယ်ဒီ P2P မှာဒေါ်လာ20ဝယ်မယ်ဆိုရင်တော့ तू ကဒီမှာ2 USDT ရမှာဗောနော်2ဒေါ်လာထပ်ပြီးတော့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်9400လွှဲပြီးတော့ဒေါ်လာ20ဒေါ်လာဝယ်လိုက်ပါတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်စီမှာဒီဖြစ်သွားပြီဗောနော် အဝယ်ပြီးသွားပြီဖြစ်တယ်ဒီတော့ဒီအထဲမှာဝယ်တဲ့အကြောင်းအရာမသိသေးနားမလည်ဘူးဆိုရင်ကျွန်တော် Telegram မှာလာပြီးတော့မေးလို့ရတယ်ပေါ့နော်ဒီမှာဒီ PDU မှာဝယ်တာကလည်းတော်တော်အဆင်ပြေပါတယ်ဒါပေမဲ့ scammer တွေကိုသတိထားပါဒီ trade တဲ့အချိန်များတဲ့လူစီမှာပဲဝယ်ဖို့ကျွန်တော်အနေနဲ့အဲတိုက်တွန်းချင်ပါတယ်အဆက်ဆက်ရရတော့ဂယုဆိုင်ရမယ်ပေါ့နော်ဒါသူများစီကဝယ်တာဖြစ်တဲ့အတွက်အဲ scammer တွေလည်းရှိတတ်တာဖြစ်တဲ့အတွက်ပေါ့နော် ဒီမှာဆိုတော့ကျွန်တော်အနေနဲ့ဝယ်ပြီးသွားပြီဝယ်ပြီးသွားပြီဆိုတော့ခဏဆောက်လိုက်တယ်ခဏဆောက်ပြီးသွားရင်တော့သူစီကိုရောက်တဲ့အတွက်ပေါ့နော်ရောက်တယ်ဆိုပြီးတော့ကျွန်တော်စီကိုဒီ20ဒေါ်လာလွှဲပေးလာပါတယ်20ဒေါ်လာလွှဲပေးလာဆိုတော့ရောက်လာပဲပေါ့နော်ကျွန်တော်စီကို20ဒေါ်လာရောက်လာတယ်ဒီတော့ကျွန်တော်အနေနဲ့ P2B တက်စလဲပြီးွားပြီဒါကြောင့်မလို့ကျွန်တော်နဲ့ဒေါ်လာသွားပြီးတော့ထိုက်ပြီးတော့ယူရမှာပေါ့နော်ဒါကြောင့်မလို့ကျွန်တော် rover hat ထဲထပ်ပြီးတော့ဝင်လိုက်တယ် rover hat ထဲထပ်ဝင်ပြီးသွားရင်တော့ကျွန်တော်ခုနကအတိုင်းပဲဒီ expo mall ကိုနေတယ်နေကွာအပေါ်ဆွဲတင်တယ်အဲ့မှာဒေါ်လာ20ဝယ်ထားတဲ့အတွက်ဒီ 2USDT ရမယ်ပေါ့နော်အဲ့မှာကျွန်တော် use ကိုပဲသုံးလိုက်တယ်အဲ့လိုမျိုးဆိုရင်ကျွန်တော်စီမှာဒီ USDC ရနဲ့ဒေါ်လာ USDT USDT ရနဲ့ဒေါ်လာနဲ့ကျွန်တော်မှာစုစုပေါင်းနဲ့ဒေါ်လာရရပါပြီအဲ4ဒေါ်လာရပါပြီပေါ့နော်နောက်ထပ် ဒီ join မှာဝယ်ထားတာကလည်း22ဒေါ်လာနဲ့ဆိုတော့စုစုပေါင်း25ဒေါ်လာဖြစ်သွားတယ်။နောက်ဆက်တစ်ခုကတော့ test တစ်ခုကတော့နောက်ထပ်2ဒေါ်လာရချင်းနေဆိုရင်ねသူက25ဒေါ်လာ trade ပေးရမယ်ဆိုတော့ join နေနဲ့ trade ကမယ်ပေါ့နော်။ trade ကမယ်ဆိုတော့ဒီခုနကပြပေးထားတဲ့ဒီ P2P သွားတဲ့နေရာပဲဒီတော့အဲ့ P2P သွားတဲ့နေရာ trade ကိုပဲပြန်ဝင်ဝင်ပြီးသွားရင်ဒီမှာ spot ဆိုရရှိရဲ့ export တွေကိုသွားသွားပြီးတော့ကိုယ်ဝယ်ချင်းတဲ့ coin ကို25ဒေါ်လာအပြည့်ဝယ်ရမယ်ပေါ့နော်။ကျွန်တော်ကနေရာ25ဒေါ်လာရှိရောနေရာ25ဒေါ်လာဝယ်ပါတယ်။ အဲဒီမှာဆိုတော့ဒီ coin ကတော့အများကြီးရှိရပါတော့ coin ဈေးနှုန်းนี่လည်းအများကြီးရှိရဈေးတက်ကြအများကြီးရှိရကျတော့ကိုအဆင်ပြေတဲ့ coin တစ်ခုကို25ဒေါ်လာပို့ခဏဝယ်ရမယ်ပေါ့နော်အဲခဏလေးပဲဝယ်ရမှာအများကြီးမဝယ်ရဘူးခဏလေးပဲဒီဝယ်ပူးအောင်ပြန်ရောင်းလိုက်လို့ရတယ်ဒေါ်လာပဲပြန်ကူးလို့ရတယ်ပေါ့နော်ဒီတော့ကျောင်းနေရဆိုလာနာဝယ်မယ်ဆိုလာနာဒီနေရ25ဒေါ်လာပို့ဝယ်လိုက်မယ်ပေါ့နော်အဲ့မှာ1.5 1 solar နိုင်ရတယ်အဲ solar နတ်တစ်ပိုင်းရတယ်ပေါ့နော်အဲ့လိုမျိုးပဲပြောလိုက်မယ်အဲ့လိုမျိုးဝယ်ပြီးွားပြီဆိုတော့ကကျွန်တော်ရဲ့ဒီအကောက်ထဲပေါ့နော်ဒီကျွန်တော်ထဲကို solar နိုင်ရောက်လာပါတယ် solar နတ်ရောက်လာဆိုတော့ကျွန်တော်ခုနကနေရာအတိုင်းပဲ raw အထဲပြောင်းဝင်ပြောင်းဝင်ပြီးွားရင်ခုနကတော့အတိုင်းပဲ 2USDT ကိုနှိပ်ဒီ use ကိုနှိပ်ပြီးွားရင်အဲ့လိုမျိုးလောက်ပြီးွားရင်တော့ထုံးစံအတိုင်းလောက်ပြီးွားရင်တော့ကျွန်တော်နေနောက်ထပ် 2USDC ထပ်ပြီးတော့ရပါတယ်ဒီတော့စုစုပေါင်း6ဒေါ်လာရပါပါပြီဒီတော့ကိုယ့်ရဲ့ကျန်တဲ့ဝယ်ထားတဲ့ဟာ coin တွေကိုလည်းပြန်ပြီးတော့ င်းလို့ရပါတယ်။ Brunei ဒေါ်လာဝယ်ထားတဲ့25ဒေါ်လာကိုလည်းပြန်ရောင်းလို့ရတယ်။ပြီးတော့ 2USDC နောက်ကျွန်တော်တို့ကိုရထားတဲ့ USDC အကုန်လုံးနဲ့6ဒေါ်လာလုံးနဲ့ပြန်ရောင်းလို့ရပါတယ်ခင်ဗျာ။ဒီတော့အားလုံးပဲအဆင်ပြေကြပါစေလို့ဆုတောင်းပေးနေပဲ။အဲနားမလည်အရှိန် Telegram မှာလာပြီးတော့မေးလို့ရကြအောင် ပြောကြရင်းနေပဲ။ View လေးတလောက်နဲ့ပဲအဆုံးသတ်လိုက်ပါရင်နောက်ပြီးတော့ဒီပုံမှာပဲကျွန်တော်ပြန်မဆုံးတွေ့ကြပါမယ်။အားလုံးပဲဘိုင်ဘိုင်။